မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 25ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ်ဘလဘကြီးွာကိုမိရှို့ပြီးတော့ပြန်လာတဲ့စစ်ကား၄စီးပါတဲ့ရင်းနှန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ24ရက်နေ့ညနေ4နာရီခွဲအချိန်ကမှရေစကြိုမြို့နယ်ဗလမကျေးရွာမှာရှိတဲ့ပြည်သူပိုင်နေအိမ်များကိုမိရှို့ပြီးတော့ပြန်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကားလေးစီးဟာခလာရ298တိုင်ရင်ကိုတွားရလမ်းမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်တယ်လို့အရေးအတွက်ကတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ဒေဆုံးထိခိုက်မှုကတော့ရှိနိုင်ပါတယ်။အတိအကျတော့မသိရသေးပါဘူး။ ကားက၄စီးလုံးအပြည့်ဆိုတော့အင်အားက၁၅၀200လောက်တော့ပါနိုင်ပါတယ်ဘလဘကြီးပါကိုမိရှုပ်ပြီးတော့ခောက်လိုက်ရ၂၅၈တက်သေးကိုပြန်ပို့တဲ့အချိန်မှာမိုင်းဆွဲခဲ့တာပါမိုင်းက၃လုံးဆွဲခဲ့တာကားကတော့ခဏရက်သွားတယ်ပြီးတော့တန်းမောင်းသွားတာအပြည့်မဲ့ပြည်သူတွေရဲ့နေအိမ်များကိုမိရှုပ်ပြီးတော့ပြန်လာတဲ့စစ်ခွဲတွေကိုခွေးကင်းမုံတွေကြားထဲကနေမရမကမိုင်းဆွဲတိုက်ခိုက်ခဲ့တာနောက်နောက်လဲဒီထက်ပို့ပြီးတော့ပြင်းထန်တဲ့လုပ်ငန်းစဉ်တွေကိုလည်းဆက်လက်ပြီးတော့လှုပ်ဆောင်သွားဖို့ရှိပါတယ်လို့ရေစကြိုပကဖကတာဝန်ရှိသူတို့ကပြောပြထားပါတယ် အခုတိုက်ခိုက်ခဲ့တဲ့မိုင်းတွေဟာအကြမ်းဖက်စစ်ကောင်စီကအသုံးပြုတဲ့ဟာဝဇာကြီး120မမ80မမစတဲ့မပေါက်ကွဲသေးတဲ့လက်နက်ကြီးများမှာအသုံးပြုထားတဲ့ပြင်းအားမြင့်တဲ့မိုင်းများနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ရေစကြိုမြို့နယ်ပကဖကရဲဘော်များကလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ် ARD မြေအတွင်းမှာလေနဲ့တင်မောများကိုစက်ကြီးကောင်းနေတဲ့စစ်သားနဲ့ပြူစောထီးများကိုလိုက်လံပစ်ခတ်ဖမ်းဆီးရာနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ23ရက်နေ့ကဆက်လင်းမြို့နယ်ရေနံကျောင်းမြို့နယ်ပွေးပြူမြို့နယ်တုံးမြို့နယ်အဆက်နေရာများမှာ အေအော်ရီမြေအတွင်းဖြတ်တန်းသွားလာနေတဲ့သင်္ဘောများကိုစက်ကြီးကောင်းနေတယ်စစ်သားနဲ့ပြူစော်ဒီများကိုတောင်းဆစ်အောင် LPDF တပ်ဖွဲ့ဝင်များကတွားရောက်ဖမ်းဆီးခဲ့ရာထွက်ပြေးသွားတဲ့အတွက်လိုက်လံပစ်ခတ်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးပစ်ခတ်မှုကြောင့်စစ်သားနဲ့ပြူစော်ဒီနှစ်ဦးတေဆုံးသွားတယ်လို့သိရပါတယ်ကျွန်တော်တို့စသွားတုန်းကမြို့နယ်မှုတွေပဲရှိတာပေါ့မြို့နယ်ကအကြီးတွေအထိကိုစေးနယ်လို့ကြားလို့တွားခဲ့တာဒါပေမဲ့အောက်ကလက်ပါးစီခိုင်းတဲ့ကောင်တွေပဲရှိတာပေါ့နောက်နောက်မှာစစ်ခွေးရဲခွေးဂိတ်တွေမှာဂိတ်ကြီးတောင်းပြည်သူတွေကိုအစမတန်ညှဉ်းပန်းနှိပ်စက်နေတဲ့သူတွေ စစ်ကောင်စီရဲ့လက်ပါစီလုံနေတဲ့အုတ်ချုပ်ရင်းမှုတွေစစ်ဘုထမ်းအထွတ်ကောက်ခံတာတွေလုံနေတဲ့အုတ်ချုပ်ရင်းမှုတွေရောကျွန်တော်တို့စလင်းဘက်မှာတော်တော်များများလုံနေကြပါတယ်အဲ့ဒီလိုမျိုးလူတွေကိုကျွန်တော်တို့ဘက်ကစတင်ပြီးတော့အရေးယူမှုတွေစတင်လှုပ်ဆောင်နေပါပြီလို့ပြောချင်ပါတယ်လို့ဒေါင်းဆင်အောင် LPDF တာဝန်ခံကိုထူးလေးကပြောပြထားပါတယ်တိတ်ဆုံးသွားတဲ့စစ်ကောင်စီတပ်သားများနဲ့ပြူစောထီးများဟာရေနံကြောင်းမြို့နယ်စအဖအောင်တင်လေးရဲ့ခိုင်းစီမှုနဲ့အေအော်ရီမြေအတွင်းမှာတွာလာနေတဲ့တင်မောင်များ မော်တော်များကိုငွေကြေးကောက်ခံနေခြင်းဖြစ်ပြီးတော့အခုလိုမျိုးကောက်ခံနေတာဟာတစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်တယ်လို့သိရပါတယ်။သင်းမော်တစည်းကိုငွေကျပ်တသိန်းခွဲနဲ့နှစ်သိန်းကြာကောက်ခံလေးရှိပြီးတော့နေ့စဉ်ကောက်ခံရရှိငွေ25သိန်းဝင်းကျင်ကရလေးရှိပြီးတော့အများစုကို၎င်းတို့ရဲ့ခေါင်းဆောင်ရဲဘော်အောင်တင်လင်းကိုအနိုင်ရတယ်လို့ဒေါင်းဆရာအဖွဲ့ကတာဝန်ခံထူးလေးကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့တော့လေရုရှားကနျူကလ িয়ার ဓာတ်အားပေးစက်ရုံတိဆောက်ပေးရေးအစီအစဉ်ကိုတော့နောက်မဆုတ်ဘဲနဲ့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်းအားမြင့်9.8အဆင့်ရှိတဲ့ငလျင်ကြီးကြောင့်လူဦးရေ4000နီးပါးတိဆုံးပြီးအပြက်စီးများစွာရှိခဲ့တော့လေ ်နျူကလ িয়ার ဓာတ်အပိစက်ယုံတိဆောက်ရန်အစီအစဉ်ကိုတော့ဆက်လက်ပြီးတော့လှုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။နှစ်နိုင်ငံထိပ်ပိုင်းအချင်းချင်းအသေးစားနျူကလ িয়ার ဆက်ယုံတိဆောက်ရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီသဘောတူညီချက်မှာရုရှားနိုင်ငံပိုင်းနျူကလ িয়ার ကော်ပိုရေးရှင်း Rosatom က55မဂါဝတ်ဓာတ်ပေါင်းပုံနှစ်ခုပါဝင်တယ်ဓာတ်အား130မီဂါဝတ်ထုတ်လုပ်ပေးနိုင်တဲ့နျူကလ িয়ার ဓာတ်အပိစက်ယုံ small modular reactor SMR တိဆောက်ရန် ူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့သိရပါတယ်။ငလျင်ကြောင့်နျူကလ িয়ার ဆက်ယုံတိဆောက်ရေးအစီအစဉ်မထိခိုက်ဘူးလို့ပြောပါတယ်။ရုရှားရိုဇာဒမ်ကမြန်မာနိုင်ငံမှာတိဆောက်မယ်။နျူကလ িয়ার ဓာတ်အပိတ်ဆက်ယုံရဲ့တည်နေရာကိုထုတ်ဖော်ပြောဆိုခြင်းမရှိတော့လဲပြင်ဆင်မှုများစွာလှုပ်ဆောင်နေတယ်လို့သိရပါတယ်။လက်ရှိမှာမြန်မာနိုင်ငံကရုရှားကြောထောက်နောက်ခံပြုထားတဲ့နျူကလ িয়ার စွမ်းအင်စီမန်ဂိမ်းအတွာဗန်နန်ကွေရှာဖွေရန်လှုပ်ဆောင်ရက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ AR တိုင်းရေကြီးမြို့နယ်ငတိုင်းကျောင်းမြို့မှာရှိတဲ့ မြောက်ဆန်းအမြောက်တပ်3-4လေးမှာစစ်ကောင်စီကအင်အားစုဖွဲ့ခံစစ်ပြင်းစင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီဟာအပြစ်ခတ်ရဆဲထားတဲ့ကာလာအတွင်းမှာအမြောက်တပ်3-4လေးအတွင်းကို ARD တိုင်းနဲ့ရန်ကုန်တိုင်းကစစ်အင်အား300ခန့်စုဖွဲ့ပို့ဆောင်ပြီးတော့ခံစစ်ပြင်းစင်လျက်ရှိတယ်လို့စစ်ရေးသတင်းမြင့်များထံကသိရပါဗါး3-4လေးတပ်သေးကိုအင်အားတပ်တွေစုဖွဲ့ပြင်းစင်ထားပေမဲ့တရှိမျက်နှာစာမှာတော့အရင်လူအိုလူဟောင်းတွေနဲ့စစ်ရေးပြင်ထားတဲ့သဘောမျိုးဖြစ်နေပါတယ်လို့စစ်ရေးသတင်းအမြစ်က သတင်းပေးဖို့ပြောကြားထားပါတယ်။စုဖွဲ့ပို့ဆောင်ခံရတဲ့အင်အားများဟာလည်းစစ်တင်တဲ့အမတ်စဉ်9နဲ့အမတ်စဉ်10ကတင်းနှန်းစင်တပ်သားတက်များဖြစ်ပြီးတော့တိုက်ရင်ရှိလုံခြုံရေးယူတဲ့နေရာမှာတိုက်ပွဲအတွင်းဒဏ်ရာရရှိတဲ့တပ်သားများကိုပြန်ခေါ်ပြီးတော့တုံ့နာခြင်းဖြစ်တယ်လို့သိရပါတယ်။ပသိမ်မဆာရ၄မှာရှေ့တန်းကဒဏ်ရာရရှိလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလက်ပူတိုက်ကုသပေးပြီးတဲ့နောက်မြောက်ဆန်းအမြောက်တပ်ကိုပို့ဆောင်နေတဲ့အတွက်စေယုံကဆင်းပြေးတဲ့ဒူတွေလည်းရှိနေတယ်လို့ဒေတာတွင်သတင်းအမြင့်ထံကသိရပါတယ်။ပြီးခဲ့တဲ့ဧပြီလ20ရက်နေ့ကလည်းတီရာကုန်းမြင်နဲ့ စေအိုးခွဲရွာမှာရှိတဲ့ကုံစုံဆိုင်ပိုင်ရှင်နှစ်ဦးစိုက်အိတ်များတဲဆောင်လာတာကိုစစ်ကောင်စီကအကြက်ဖက်ရဲ့ထောက်ဖို့ဆိုပြီးတော့ဆွတ်ဆွဲကရေနတာ စစ်စေးရိတ်ဂိတ်မှာဖမ်းဆီးထားတယ်လို့သိရပါဗျ။မတိုင်းကြောင်မြို့အတွင်းအမတ်တ၃လေးအနီးစီရေးတင်းမာတဲ့အခြေအနေရှိတဲ့အတွက်စစ်ကောင်စီကတိုင်းစစ်ဌာနချုပ်ရဲ့အမိန့်ဆိုပြီးတော့ကုန်ကယ်၁၂ဦးအထိကိုဖမ်းဆီးစစ်ဆေးနေတယ်လို့ဒေသခံများထံကသိရပါဗျ။ဒါအပြင်ရေကြီးမြို့ပေါ်မှာရှိတဲ့ရွှေလုံငန်းရှင်များကိုလည်းနေပြည်တော်ကိုဆင့်ခေါ်ပြီးတော့စစ်ဆေးမှုများပြုလုပ်နေတယ်လို့ဒေသရင်းသတင်းရင်းမြစ်ကပြောပါဗျ။ လက်ရှိမှာငတိုင်းကျောင်းနဲ့လေးမြနာမြို့နယ်တို့မှာစစ်ကောင်စီကလေကြောင်းတိုက်ခတ်ခြင်းများနဲ့လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေတဲ့အတွက်ကြေးရွာကဒေသခံများဟာမြို့ပေါ်ကိုစစ်ဘေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ် တင်ဆက်ပေးရမယ့်သတင်းအရောဘဂိုတာညောင်လေးပင် KI မှာရှိတဲ့ကြေးရွာများကိုအချမ်းမဆက်တက်ကလေရင်လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခတ်ခြင်းကြောင့်ပြည်သူတအုပ်တွေဆုံးပြီး၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အေပီလ20ရက်နေ့မနက်7:00နာရီကမှာလေတုံမြို့နယ်အတွင်းမှာရှိတဲ့ ကေလာတဖះပရဝုံအတွင်းထဲကိုအချမ်းမစစ်တပ်ကဂျက်ဖိုက်တာတစ်စီးနဲ့ဘုံကျဲပြစ်ခတ်တိုက်ခိုက်ခဲ့ရာဖះစီရီဖះเจ้าဆောင်ဓမ္မယုံတဆောင်နဲ့ဘုံကြီးเจ้าတเจ้าတို့ထိမှန်ပျက်စီးခဲ့တယ်လို့သိရပါဗါးဒါအပြင်အေပီလ20ရက်နေ့ညနေ4နာရီခွဲအချိန်ကမှစောထီမြို့နယ်အတွင်းမှာရှိတဲ့အင်းဘဝချီရွာမှာပိန်းစက်လုံးအခြေဆိုင်ခလိုက်ရ264တိုင်ရင်ကပြစ်ခတ်တယ်ပြာ20မမလက်နဲ့ကြီးကြီးတလုံးကြောက်ရောက်ပောက်ခွဲခဲ့ပြီးတော့အသက်52နှစ်နဲ့အရွယ်ဦးကြည်လွင်ထိခိုက်သေးဆုံးကဦးကျော်စိုးမိုးစောလူမင်း နော်ခင်ချိုခိုင်နော်အေးတိမ့်တိမ့်အောင်နဲ့စောအောင်တပ်ပိုင်တို့၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးအဲ့ဒီအကြမ်းဖက်စစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးရဲ့ဒဏ်ကြောင်ပြည်သူများထိခိုက်သေးဆုံးမှုအပြင်နော်ရွှေပြည်အေးရဲ့နေအိမ်လည်းထိမှန်ပျက်စီးခဲ့တဲ့အပြင်ဦးစော်ဦးရဲ့နွားသုံးကောင်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြုံမြို့နယ်စေမရဲကြီးရွာကိုအချက်ပတ်ဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူနှစ်ဦးသေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ23ရက်နေ့ည9:00နာရီခွဲအချိန်ကမှရေစကြုံမြို့နယ်ဆင်မရဲကျေးရွာကိုအကြမ်းဖက်ဆက်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ9ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်ဆက်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာဆင်မရဲကျေးရွာကအသက်68နှစ်အရွယ်ဒေါ်စန်းမြင့်ကြီးနဲ့ဆင်မရဲကျေးရွာအနောက်တောင်ဘက်မှာနေထိုင်တဲ့၄ရာပြည့်ကျေးရွာကအသက်43နှစ်အရွယ်ကိုညိုလင်းအောင်တို့9ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။ရေစကြုံဆင်မရဲကျေးရွာလေကြောင်းတိုက်ခိုက်မှုမှာ ထိမှန်သေဆုံးသူက အသက်68နှစ်အရွယ်ဒေါ်စန်းမြင့်ကြီးနဲ့စင်မရဲကြီးရွာအနောက်တောင်ဘက်မှာရှိတဲ့၄ရာပြည့်ကြီးရွာကပြည်သူတအူးထိတ်လန့်ပြီးတော့သွေးတိုးနဲ့တိတ်ဆုံးသွားပါတယ်။သွေးတိုးပြီးတော့တိတ်ဆုံးသူကအသက်43နှစ်အရွယ်ကိုညိုလင်းအောင်ပါလို့ရေစကြိုတောင်းရှစ် info company ကတာဝန်ရှိသူတို့ကပြောပြထားပါဗျ။အလားတူပဲသခိုင်းတိုင်းကလေးဝမြို့နယ်မဆိုင်ကြီးရွာနယ်မင်းငင်းမြို့နယ်ကမ်းပြည့်ကပြတ်ကြီးရွာတို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေရင်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ရာပြည်သူ၃ဦးတိတ်ဆုံးခဲ့တယ်လို့ကလေးဝမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကထုတ်ပြန်ထားပါဗျ။ ေပီလ24ရက်နေ့မှာကလေးဝမြို့နယ် မစိန်ကြီးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်က112လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ရာရွှေမျောလုပ်ငန်းလုပ်ကင်နေသူအရသာပြည်သူ၃ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းကနေဗုံးကျဲတိုက်ခိုက်ခဲ့တယ်။မစိန်ကြီးရွာဟာအကြမ်းဖက်စစ်ကောင်စီတပ်သားများစိုးမိုးထိန်းချုပ်ထားတဲ့ကြီးရွာတွေဟာဖြစ်တယ်လို့သိရပါဗျ။အလားတူပဲမင်းငင်းမြို့နယ်ကမ်းပြိတ်ကပြတ်ကြီးရွာကိုလည်း112လေရင်နဲ့အကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတက်ခိုက်ခဲ့ပြီးတော့ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့အတိမပြုတ်နိုင်သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ်အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ